ုလူမဲကျော်ပြောလိုက်တဲ့စကားတစ်ခုဟာအမတန်ကို အရန်ကြီးကိုယုံညံ့လောကြီးတယ်မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ဘိုင်ရန်ကိုမျက်နှာမြင်ဘိုင်ရန်ကိုတန်ချောင်းလို့တနေ့ကိုပျော်ရွှင်ကြပါစေဗျာအဲဒီနေ့က29ရက်3/2025ပေါ့နော်ဒါ ဘာကြီးကမပြောတော့ဘူးလို့နေပေမဲ့ဒါမှမဖြစ်မနေပြောမယ်အကြောင်းအရာလေးတွေပေါ်လာလို့မဖြစ်မနေပြောတဲ့အကြောင်းအရာထပြောတာပဲဖြစ်ပါတယ်ဗျာဒီနေ့ကလည်းစိတ်မကောင်းခြင်းတွေကလည်းတားများပါတယ်ဒါပိုင်းတို့ဟိုနေတော့ငလင်တန်ဘေးတင်းတဲ့ဥစ္စာတော့ပိုင်းသွားလှုပ်ဖို့အစီအစဉ်ရှိတယ်အဲ့တော့ပိုင်းရဲ့ဘန်အကောင့်ထဲမှာရှိတဲ့ပတ်စံတွေရဲ့ပိုင်းရောင်းတချို့ပစ္စည်းလေးတွေရောင်းချပြီးသွားလှုပ်မှတော့ရှိပါတယ် သားလူဘုတော်ကူစီစဉ်ခိုင်းတာရှိတယ်တကယ်လို့ညီကောင်မောင်မားတွေကလည်းပိုင်းနဲ့တွဲပြီးလှူကိုင်းခြင်းနဲ့ဆိုလို့ရှင်တော်လှူကိုင်းလို့ရပါတယ်ဗျာနော်ပိုင်းရဖုန်းနံပါတ်က3965နဲ့၄၅လေး၄၈၅ပါเนาะဖုန်းဆက်ပြီးတော့လဲပိုင်းသွားမဲ့အချိန်မုန်းနဲ့ဒါလူကိုင်းမဲ့ဆိုလူကိုင်းလို့ရတယ်ဒါအလူကန်ဖို့လဲမဟုတ်ဘူးဝန်နေနဲ့မအဓိကပြောချင်တာတက်တက်ရှိတယ်ဟိုကိုလူမြတ်ကျော်လာသူသူအဓိကထိုင်ပြောပြောချင်တာကိုလူမြတ်ကျော်ပြောလိုက်တဲ့စကားတစ်ခုဟာ တမတန်ကိုအရန်ကြီးကိုယုံညံ့တော့အကြည့်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ကျွန်တော်ကဘယ်သူဘယ်ပုဂ္ဂိုလ်ဘသူဘယ်မိသည်ရဲ့အကြောင်းအရာမျိုးမဆိုကျွန်တော်ဝေဖန်တတ်တဲ့သူလည်းမဟုတ်ဘူးအဲ့လိုမျိုးလည်းပြောတတ်တဲ့သူလည်းမဟုတ်ဘူးဒါပေမဲ့ဒီနေ့ဒီချိန်ကကျွန်တော်အမတန်စိတ်ထိခိုက်လုံးလုံးပြောရတဲ့စကားဖြစ်တယ်ဟုတ်လား ီငလင်တန်ဘေးကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့ဆင်းရဲနေတဲ့ပြည်သူတွေဒုက္ခအကြက်တဲရောက်နေတဲ့အချိန်မှာနိုင်ငံတကာနေမှာအမေရိကန်တို့ရုရှားတို့တရုတ်တို့ဒီအိမ်ကြီးချင်းဆိုစင်ကာပူတို့မလေးတို့အကုန်လုံးထိုင်းတို့အကုန်လုံးအထိုင်းတို့ထားပါစင်ကာပူတို့မလေးတို့နော်ဒါတွေအကုန်လုံးဝိုင်းပြီးတော့တောင်မှလူသားချင်းစာနာစွာမြန်မာနိုင်ငံကိုတောက်ဝတ်မှုတွေအကုန်လုံးရောက်လာကြတယ်ဒီနေ့ဆိုတော်တော်များများရောက်လာကြတယ် အဲအဲ့လိုမျိုးရောက်လာလာ နိုင်ငံတကားနဲ့တောင်မှထောက်ပံ့မှုအချိုးကြီးမားစွာနဲ့ဒါသူတို့ရဲ့လည်းအသက်အန္တရာယ်တွေကိုငဲကွက်ပန်းနဲ့လူသားချင်းစာနာစွာလာရောက်ပြီးမြန်မာနိုင်ငံမှာကူညီတာဖြစ်တယ်နော်အဲ့ဒါကိုကိုလူမျက်ကြော်ကဘာသာဘာပြောလဲဆိုတော့သူကလည်းမီဒီယာဖြစ်မလားမသိဘူးဗျသူတို့နေရာမှာသူတို့ကတော့နော်ကျွန်တော်တို့ကတော့အဲ့လိုမျိုးပေါ့အဲ့သူကဘာသာပြောလိုက်လဲဆိုတော့အာဒီချိန်မှာတော်လိုင်းတက်ဖွဲ့တွေက ဒီစိတ်ကောင်းစီနေမီတွေမှာဒီလိုမျိုးငလင်းတန်တဲ့နေလို့အကုန်ပြိုကျပြက်စီသွားတဲ့အချိန်မှာဒီအပြန်းနေပြောဝိုင်းတိုင်းလိုက်မှဆိုရင်ဒီချိန်ကအခွင့်အခါကောင်းမယ်လို့ပြောတယ်။ကျွန်တော်မနေ့ကလည်းအစော်ကြီးမှာကျွန်တော်မနေ့ကပြောတယ်။နော်ဒီဟာတွေဟာဒါလူဆိုလို့တဲ့လူအမွေတဲ့လူဟိုဆိုလို့ရှင်မလုံးသိမ့်ဘူး။တက်မလို့ကိုမကျင်းတတ်တာမကျင်းတတ်တာတိုက်တာသူ့ဘာသူတက်တက်လုံးတိုက်တိုက်တေးသေးလေးတိုက်တိုက်နောက်နှစ်ပေါင်း50တိုက်တာအခုတော့နှစ်ပေါင်း80လောက်တိုက်နေကြတာပဲမကျင်းတတ်လို့ ဟုတ်လားဒီတိုက်တာခိုက်တာကိုကျွန်တော်တို့မပြောလို့ဘူးတိုက်ပါခိုက်ပါဒါပေမဲ့အခုလို့ဖြစ်နေတဲ့ kiss တွေအခုလို့မဖြစ်နေတဲ့ဟာကိုတော့မယုံမှသိမ့်ဘူးလို့ကျွန်တော်ပြောချင်တာနော်ဒါကတော့ယုံမှတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်အမေရိကန်ကတမနာတော်မှဒေါ်နယ်ထရန့်တော်မှဟာလားအမေရိကန်တမနာဒေါ်နယ်မြန်မာနိုင်ငံအတွက်ဒါဆိုရင်စိတ်မကောင်းဖြစ်ကြအောင်ထောက်ပံ့ရေးအကူအညီတွေတန်းနိုင်အောင်မြန်တော်တို့လုပ်ပေးလုပ်မယ်ဆိုတဲ့အကြောင်းတွေကို တလူမျိုးရင်ဖွင့်နေနောက်ကုလသမဂ္ဂဆိုကုတာကုတာရတာသူဆိုလို့ရှင်တဲ့ထုံးစင်းလက်ကောင်းမညောနိုင်ငံကိုအကူအညီတွေဘယ်လိုပေးရမလဲဘာညာဆိုသူတို့လည်းတက်ပြီးစနေအဲ့ဒါတော့မှတကယ်စေကျွန်တော်လည်းအမြင်တိုင်းပြောတယ်ဆေးဟုတ်ချိုဆိုဘယ်သူမှမကြိုက်တာမှန်တယ်ဆေးဟုတ်ချိုရင်မကြိုက်တာနဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်ဆေးဟုတ်ချိုမကြိုက်တာဆေးဟုတ်ချိုတမိုင်အကူအစားကကျွန်တော်တို့ဒါဟိုနေဖြစ်နေတာတဘာဝဘေးရနဲ့ရင်ဆိုင်နေကြကျွန်တော်ရေပေးတော့ဆိုကျွန်တော်လေပင်းနေဒီတိမြုပ်ခိုင်ပြီးတော့ကျွန်တော်ဆိုအခုချိန်ဒီခါနာမပြောင်းဆိုင်ကြီးတွေတည်ပြီးတော့ကျွန်တော်လှုပ်ခဲ့တယ် ဒါကိုကျွန်တော်ကအကောင်ကိုကိုကိုဗျာဟိုအမွန်တိမ်ပြီးတော့အရန်ပြောတတ်တယ်ကို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 ဖော်တဲ့မတူတော်မျိုးစားတဲ့မှာကျွန်တော်မပါဘူးဗျာကျွန်တော်ကျွန်တော်ကိုကိုကျွန်တော်ဖော်တာမဟုတ်ဘူးကျွန်တော်အကြောင်းကျွန်တော်ပြောပြတာအဲ့လိုမျိုးပေါ့ဟိုရေးပေးတဲ့ကျွန်တော်လည်းကျွန်တော်တို့ပြင်ပခံပြီလားအခုဟိုငလင်ပေးဒါကျွန်တော်ကလူသားရဲ့စာနာမှုတွေနဲ့လူပဲဗျာကိုလူမြတ်ကျော်ရဲ့ခင်ဗျားလည်းနာမည်မှာလူဆိုတဲ့နာမည်တော့မှရှေ့မှာထည့်ထားပေးတဲ့ကိစ္စလေးရှိတယ်လေဗျာအဲ့တော့ လူသားချင်းစာနာဖို့တော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုလူမြတ်ကျော်လည်းမိဘမွေးတာဖြစ်မှာပါနော်။အမိရှိမယ်အဖရှိမယ်ပေါ့နော်။ဒါမိဘရဲ့ဆုဆုံးမမှုတွေလည်းရှိမှာပါ။ဒါပေမဲ့အလွယ်မှားပါပဲဖြစ်ဖြစ်အတိညာတစ်မျိုးပြောင်းလဲသွားပါပဲ။ဒီချိန်ဒီကာလမှာဒါမျိုးမနှိုးဆော်ပါနဲ့လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ပြောချင်ပါတယ်။ကြံတဲ့အချိန်ကာလမှာတော့မပြောချင်အခုဘလောက်ထိဆိုးနေလဲဆိုအေးရဒီအခွင့်အကောင်ကိုယူပြီးတော့ဒါအေးရဒီတိုင်းမှာဝင်ဖြုတ်တယ်။နော်ဒီမှန်က အခက်ခဲတွေဖြစ်နေလို့ဒါတမ်လော့ဘက်ကတော့သူ့ဘိုင်းနဲ့သူလှုပ်လှုပ်တာပေါ့ဗျာသူ့ဘိုင်းနဲ့သူလှုပ်လှုပ်တာပေါ့လှုပ်လှုပ်တဲ့ဆိုမှဒီ area တော်တော်ကြီးကိုစိတ်တက်ရေးရလဲတော်တော်အဆင်မပြေဘူးဗျာကျွန်တော်အနေနဲ့ပြောရမှာဆိုရင်တော့เนาะကျန်တဲ့အဖွဲ့စည်းတွေကတော့နည်းနည်းငြိမ်တာတော့တွေ့ရတယ်เนาะကျန်တဲ့အဖွဲ့စည်းတွေငြိမ်တာတော့တွေ့ရတယ်ဒီ area တော့ဒီခွဲခါကိုဟိုဖိနေနေလို့တော့ကျွန်တော်အနေနဲ့ကတော့ သုံးတက်တယ်ဗျာအေးရတော့ဒါတကယ်ကျွန်တော်အနေနဲ့ပြောမှဆိုတော့အဲအကျန်းဖက်ဒါမှတော်တော်ကြီးကိုရိုင်းဆိုင်လုံးဝကြီးတယ်လို့ပဲပြောချင်တယ်เนาะဒီတိုက်ဝဲဖော်ဆောင်လိုက်တဲ့ AR တိုင်းမှာအခုလက်ရှိဖော်ဆောင်နေတာတွေကလည်းစိတ်မကောင်းစရာဖြစ်တယ်เนาะ ဒီဘက်ဟိုဘက်ညောင်ကျိုးဘက်တွေကိုလည်းတွားပြီးတိုက်ဘက်ဖော်ဆောင်တာလည်းစိတ်မကောင်းစရာဖြစ်တယ်ဒီလိုနေ့တွေမှာဒီလိုရက်တွေမှာဒါကိုချင်းစာတရားနဲ့သူတို့ဘက်ကိုဖြည့်နေအောင်မှာကျွန်တော်တို့ဒီကမြန်မာမြန်မာလူမျိုးတွေရခိုင်နဲ့မြန်မာနိုင်ငံသားပါဗျာဒီဘက်ဗမာတွေနဲ့ရခိုင်နဲ့အဲ့လိုလည်းမရှိပါဘူးဗျာကျွန်တော်တို့နိုင်ငံထဲမှာဒီလိုပဲနေတာပါကရင်ကြရကဲချင်းမမမရခိုင်အကုန်လုံးကတပေါင်းတစည်းတည်းနေကြတာပါဗျာသူတို့ကြကမှပဲဟိုဗာလဲငါတို့ကမှရခိုင်ဗာဖြစ်တယ်ညာဖြစ်တယ်အေးဗမာလူမျိုးဆိုတော့ခုမှပဲကျွန်တော်တို့ကြောက်ကျွန်တော်ငယ်ငယ်တည်းက အဲ့ဘက်ဟိုရခိုင်တော်ဘက်ဂျိုက်ကောက်ရွာလာပါအဲ့ဘက်မှာဆိုကျွန်တော်ပွဲတွေဆိုတချင်းတွေဆိုကပျော်ရွာပြောငပလီကန်းကြီးရှောက်သွားနေတဲ့သူတွေပါနော်ရောက်ခုခဲ့တယ်ဗောကျွန်တော်ဒါလေးပဲပြောတာအဲ့လိုမျိုးပြောပြောရွှေနေနေတဲ့ရခိုင်ကြီးကအခုကပြက်စီးဘေးဒုက္ခဖြစ်နေပြီးတော့လူတွေရဲ့စိတ်ဓာတ်တွေလည်းဘလို့ကြီးဟိုကျွန်တော်ပြောတာတစောင်းကြီးဖြစ်သွားလဲမသိဘူးဗျာတော်တော်ကြီးကအဆုံးရောက်သွားတယ်ဗောကျွန်တော်ပြောချင်တာနော်ဒါတိုင်းကြီးမှာဒီလိုဗျာဟိုစကိုင်းမှာဆိုလဲမြို့တစ်မြို့လုံးမှာဆိုကြေမွားစားတက်နေ အုတ်ချုပ်ရင်ရန်နေရမလဲပတ်နိုင်တဲ့နေရာကြတော့တေပြီးဘောဘယ်သူကလာလုပ်ပေးမှာလဲဟုတ်လား PDF ကလုပ်ပေးအောင်လဲ PDF ကဝင်ဝင်ရလဲတွေ့ကြည့်အောင်နော်ဒီလိုဂိတ်တွေတောင်းမှပတ်စံတောင်းမှအပြန်အထောက်ပံ့နေရလဲသူတို့ကမရနိုင်တော့မရဘူးဆိုတာကဘာကြောင့်လဲဆိုတော့သူတို့ရဲ့လုံရက်တရားမှန်ကန်မှုမရှိတဲ့အခါကျတော့ဒီအယန်းကိုဝနေဖြစ်သွားပြီပြီးတော့ဟိုဘလူးကလည်းမထောက်ပံ့နိုင်တော့ဘူး နေ့တရလည်းကြာလာတော့မထောက်ပတ်နိုင်တဲ့ပြသူတို့လုံရက်တရလည်းဒါဒလန်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 ဆိုပြီးတတ်တော့ပြည်သူတွေအားသာသူတို့အကြောင်းတရားနဲ့သွားပြီးလှုပ်လိုက်တော့အဲ့မှာအခက်ခက်ပြပြည်သူတွေချစ်အောင်လှုပ်လိုက်တယ်ဆိုလို့ချင်းအစင်ပြင်မဲ့ ပြည်သူတွေအကြောက်တရားနဲ့ဒလန်မတည့်တာနဲ့ဒလန်မတည့်တာနဲ့ဒလန်မတည့်တာနဲ့ဒလန်ဆိုတာနဲ့ပြီးသွားမတည့်လို့ရှိရင်တကယ်သူတိုက်ပွဲကိုတော်လိုင်းပြအောင်မြင်ခြင်းနဲ့ဆိုလို့ချင်းအခုနဲ့မတည့်တော့မှသွားပါဒီနေရာမှာမနေနဲ့ကျွန်တော်တို့ကတိုက်ပွဲဖော်ဆောင်မှာမလို့ပါသူပြောရင်ကြီးတိမ်မွေးစာပြောအောင်သူတို့ဘက်ကထောက်ခံမလို့အခုကသူတို့ကမကျင်းနိုင်ဒလန်ဆိုပြီးတက်လိုက်နေပဲအကုန်လုံးဒုက္ခရတော့အခုစကိုင်းတိုင်းတခွင်လုံးဟိုဘက်တော်တော်များများဘယ်သူမှမသွားရတော့မလုပ်ဝေးနိုင်ရင်သူတို့ချင်းချင်းလုပ်ပြဘာမှလည်းလုပ်လို့မရဘူးဒါကကျွန်တော်တို့ပြည်သူတွေအတွက်နစ်နာတာပေါ့နော် ခုချိန်ခုကာလလေးကိုအကြောင်းပြုပြီးတော့ကျွန်တော်အနေနဲ့ပြောချင်တာကငញ្ញံရီလေးအစဉ်ပြေသွားဖို့လိုအပ်တယ်ပီဒီအင်းကြီးကညီမငယ်လေးဒါတိုင်းပြည်နဲ့လက်တွဲပြီးတော့နိုင်ငံတော်နဲ့လက်တွဲပြီးတော့ပြည်သူပြည်သားတွေကိုကယ်တင်ပေးဖို့လိုအပ်တယ်။နော်ဒါလက်နက်မဲ့တဲ့ပြည်သူတွေကအဲလိုလက်နက်ရှိတဲ့လူတွေကိုကြောက်နေရတာဒါတဘာဝပဲ။ဟုတ်တယ်နော်။အဲ့တော့အဲ့တဘာဝကိုကျွန်တော်တို့လက်နက်မရှိတဲ့လူတွေကလက်နက်ရှိတဲ့လူတွေကြောက်နေရတဲ့အတွက်လက်နက်ရှိတဲ့လူတွေကလည်းပဲ ကိုယ်မှာလက်နဲ့မရှိတဲ့လူတွေကိုနိုင်နဲ့စင်းနဲ့လောက်မှသူတို့ဖိမတဲ့ကိုညီနဲ့လက်တစုံနဲ့ကိုညီကြပါကိုညီကြပါဒါပဲပြောချင်သခိုင်းတိုင်းရဲ့အခက်ခဲတွေကတော့တော်တော်များများကျွန်တော်စီကိုလှမ်းပြောတာမြင်ရတာလည်းစိတ်မကောင်းကြိုးလေလာမပေးနိုင်ဘူးလာလို့လည်းမရဘူးဖြစ်တယ်။ဘာဖြစ်လို့ဆိုအဲ့ဒီနေမီတွေက PDF နေမီတွေနဲ့ကျွန်တော်တို့လာလို့ချင်းကျွန်တော်တို့တတ်မှာပေါ့။နော်ကျွန်တော်တို့သူတို့လည်းကျွန်တော်တို့ကျင်းတတ်ချင်မှလည်းကျင်းတတ်မှာလေဟုတ်မလား။ကျွန်တော်တို့တော့လူတက်နေတဲ့လူတွေမဟုတ်ဘူးဗျာ။ဒါကျွန်တော်တို့အတိုင်းမှာဖြစ်နေတာကိုဒါပြန်ပြီးတော့တင်ပြတဲ့သူပဲဖြစ်တယ်။ ဒါပေမဲ့ကျွန်တော်တို့လည်းသူတို့ကျင်းနိုင်ချင်မှကျင်းနိုင်မှာပေါ့ဟုတ်ဘူးလားဟိုဘောမားတို့ဘာညာသူတို့ဒလန်တို့သူတို့ကတွေးလဲတွေးထားမှာပေါ့ကျွန်တော်တို့ကတော့ဘောင်းကိုပြည်သူအတွက်ပဲချက်တာပဲပြည်သူကိုပဲကျွန်တော်တို့ကဒုက္ခရောက်တာတွေဟေးကိုညီနိုင်တဲ့လောက်ကိုညီပဲကိုယ့်ရဲ့ဆွမ်းနိုင်တဲ့လောက်တတ်နိုင်တဲ့လောက်လုပ်ပေးတာရှိတယ်အဲ့တော့ကျွန်တော်တို့သွားကြည့်ပေးမယ်လေအဲ့သူတို့ကိုလည်းနည်းနည်းကြောက်ရတာမျိုးရှိတော့ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးဗျာအဲ့နေရာတွေအဲ့ဒေသတွေเนาะဒီအခုတိုက်ပွဲတွေပေါ်ဆောင်မှုကိုဒီဘက်ဟိုအေဘက်ကတော့ နည်းနည်းရိုင်းဆိုင်တယ်လို့ပဲကျွန်တော်အနေနဲ့ဒီနေရာပြောချင်ပါတယ်အားလုံးကြားမှာပါစေချမ်းသာပါစေတကယ်လို့ငလျင်တံဘေးကိုဟိုလှူကိုင်းဖို့တော့ကိုလှူဖို့တော့ကိုကျွန်တော်လည်းဒါအခုလှုပ်ဆောင်မှုတက်ရှိပါတယ်လှုပ်ဆောင်မှုတက်ရှိပါတယ်ကျွန်တော်မှရှိတဲ့ဖန်နဲ့မှရှိတဲ့ပတ်စံနေနဲ့ပါညာကျွန်တော်အခုစီတော့စီစဉ်နေပါတယ်เนาะနောက်ကျွန်တော်သွားမဲ့လာမဲ့ဟာဒီအကုန်လုံးစီစဉ်နေပါတယ်ဒါဒါလေးတော့ရှိတယ်အဲဘယ်လိုသွားပြီးတော့လူပြစ်မလဲဘယ်လိုလဲတော့မသိဘူးညီကောင်မလေးကိုနှိုးစော်လိုက်ပါတယ် အဲဒီလူသားချင်းစာနာပေးဖို့เนาะတက်ဆိုင်ရာဟိုတခြားဆိုင်ညီမအဖွဲ့အစည်းရတယ်ဒီချိန်ဒီကာလလေးမှာလူသားချင်းစာနာပေးဖို့ကိုချင်းစာပေးဖို့ဟိုနိုင်ငံတကာတောင်မှဗျာစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာကိုဒီတဲမှာကဒီလိုမျိုးတတ်ဖြတ်နေအောင်မဲ့ဆိုလို့ရှိလို့ချင်းဒါကအမတန်ရုပ်ဆိုးကြီးတတ်ပါလေဗျာအဲဒီချိန်မှာလည်းဒီလိုမျိုးနိုင်မယ်လို့တော့မထင်ပါနဲ့တမ်းတော်မှာရှိတဲ့လက်နက်တွေကနိုင်ငံတကာမှာတကယ်ဖြစ်လာရင်တုံးဆက်ဖို့အတွက်ထားရတာဖြစ်တဲ့အတွက်သူတို့မှလည်းချိန်ချိန်မီလုံနေတာရှိတယ်အဲ့တော့ဟိုတယောက်နဲ့တယောက် ဟိုဘယ်လိုမှတလေးတစားနဲ့ပဲငင်းငင်းရေးတဲ့ဟိုကလည်းငင်းငင်းရေးနဲ့ပဲဆွေးနွေးပွဲနဲ့ပဲအောင်မြင်အောင်လှုပ်ဆောင်ကြပါလို့ပဲပါကြီးပြောချင်ပါနဲ့အခုဒီငလင်ဘေးနားမှာတည်နေတဲ့ပြည်သူတွေကိုတော့နောက်ရှက်မှုတစုံတရာမပြုတ်လို့ပဲနဲ့အေးချမ်းစွာနဲ့ပဲအဲကုညီပေးကြပါလို့တောင်းဆိုလိုက်ပါတယ်ဗျာအကြံဖက်အကုန်လုံး PD ရအကုန်လုံးเนาะအားလုံးကျေးဇူးပါပါစေမင်းလာပါဗျာအားလုံးကျေးဇူးပါပါစေချမ်းသာပါစေเนาะပိုင်ရဲ့ကိုမျက်နှာမြဲပိုင်ကိုတန်ကြလို့တနေ့ကိုပျော်ရွှင်ပါစေဗျာဒီစုလေးက ိုင်ရင်အများအပြားပြင်ကြဆုံလေးဖြစ်တဲ့အတွက်တကယ်ရရှိပါစေလို့ပိုင်ရက်ကိုဆုမွန်ကောင်းတောင်းပါတယ်ဗျာဒီနေ့က29ရက်3လ2025ပေါ့နော်ဒါဒီနေ့ကတော့ပိုင်ရက်စိတ်မကောင်းစရာတွေတော်တော်တော့များပါတယ်ဒီသားထဲမှာမှဟိုအတိပေးတတိပေးတဲ့အလေးပေါ့ငလင်းအကြောင်းလေးပဲပြောချင်ပါတယ် နော်စီအကြောင်းအရာလေးတွေတော့ဒီနေ့မပြောပြတော့ဘူးဗျာမပြောလည်းမပြောချင်ဘူးငလျင်ဘေးတန်တင်းနေတဲ့ညီကောင်တော်တွေကိုယင်နေလည်းမကောင်းပါဘူးဒါနှလုံးသားတွေကတကယ်အမှန်ကန်တော့တစ္ဆာတရားပါဗျာနော်ကျွန်တော်ဆိုလို့ရှိရင်အော်အခုဆိုပါတုတ်ပေးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်အမှလူတွေကိုစုပေးခြင်းနဲ့စုပေးပြီးလို့ရှိရင်သွေးလူမဲ့သူတွေကဲစိတ်လို့တုတ်ပေးခြင်းနဲ့တိုးတော့လည်းပဲကျွန်တော်ရဲ့ဖုန်းကံအဲ့လောက်မရှိဘူးထင်ပါတယ်ဗျာ အခုအဲအဲ့အတွက်လည်းတွေးပြီးတော့တယောက်တည်းထိုင်တွေးပြီးတော့ဝမ်းနေနေရတာလည်းရှိပါတယ်နော်ဟိုကြောက်လို့တော့မဟုတ်ပါဘူးဗျာသွားလာတဲ့နေရာမှာကြောက်လို့တော့မဟုတ်ပါဘူးတခါလေကကျွန်တော်မှအဲ့လိုမျိုးအစွမ်းစားနေမှရှိလို့ကျွန်တော်ရင်ထဲမှာကောင်းဖြစ်ခဲ့ဖြစ်လာတာပေါ့နော်လုံပေးခြင်းတဲ့ဆန္ဒတကယ်ဟိုရင်ထဲမှာမှန်မှန်ကန်ကန်ရှိပါတယ်ဗျာအာဒီလေးဆိုလို့ရှိရင်ရုရှားနေပြီးတော့မှကျွန်တော်တို့ဒါကုညီကစေးတွေဆေလွတ်တယ်ပေါ့နော်အမေရိကန်ဘက်ကဆိုလဲဒါကုညီထောက်ပံ့နေလွတ်ပေးမယ်အနည်းဆက်ကတော့တရုတ်ကတော့တိတ်တော့မကြားမိသေးဘူးပေါ့နော်ဒါမျိုးတော့ရှိတယ် အဲ့တော့ကျွန်တော်တို့အနေနဲ့ကဟိုဘယ်လိုပြောပြောမလဲဆိုတော့လူသားတွေပဲဗျာလူသားချင်းကတော့စာနာဖို့လိုအပ်ပါပြီလူသားချင်းနဲ့စာနာဖို့လိုပဲဒီချိန်မှာကျွန်တော်တို့တဘာဝဘေးရင်ဆိုင်နေတဲ့အချိန်မှာအကျန်းဖက်လှုပ်ဆောင်မှန်သူတွေများအနေနဲ့လည်းဒီဟိုလူတယောက်ရဲ့အတေတရားရနော်စစ်မှတ်ဖြစ်ပွားမှုကိုခဏရပ်ထားပြီးတော့ဒီကိစ္စလေးကိုကျွန်တော်တို့ခဏလောက် ဟိုအနေဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုဖြစ်စေချင်တယ်လို့ပြောပြတော့လည်းတစ်ဖက်ကတရားစာသားခိုးထုံးမှဖွဲ့ရပိုးပြော်တာမျိုးတော့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဟိုဘယ်လိုပြောမလဲဆိုတော့အဲစုတ်လဲစုစားလဲယူလို့ဖြစ်နေမယ်နော်လို့ဒီဘက်ကိုရှော့ပြန်လဲဟိုဘက်ကိုရှော့ပြန်လဲဟိုဘက်ကအကုန်ဖြစ်မယ်ဒီဘက်ကိုပြန်ဟိုဘက်ကိုအာမွေးပေးတယ်လို့ဒီဖြစ်မယ်သို့တော်လည်းပဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကမှန်ကန်တဲ့ဘက်ကိုပဲကျွန်တော်တို့ကအဲလှုပ်ပြရမှာဆိုသူ့လှုပ်သူ့လှုပ်ကိုလှုပ်ကိုလှုပ်တော့လှုပ်ကြရမှာပေါ့လေသို့တော်လည်းပဲ ဒီလိုတဘာဝဘေးဖြစ်နေတဲ့နေရာလေးကိုတော့ဒါအကြမ်းဖက်အဖွဲ့အစည်းတွေပြည်ပြပဲဖြစ်ဖြစ်เนาะဟိုနေမှာအကြမ်းဖက်အဖွဲ့အစည်းတွေအကောင်လုံးကဒါ ဟိုလူသားဆန်စွာနဲ့လှုပ်ဆောင်ပေးဖို့ပဲလူသားဆန်စွာစိတ်ထားထားဖို့ပဲကျွန်တော်တို့ပြောချင်ပါတယ်အခုဆိုလို့ရှိရင်ဒေါက်တာရှာဘက်ကရောက်လာမဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကယ်ဆယ်ရေးဤပညာတွေကယ်ဆယ်ရေးဥပမာတိုက်အောင်မှာပြည်နေတဲ့သူတွေပြန်နေကယ်ဆယ်ရေးစိတ်ပညာတွေနောက်ကမေဆေးထုံဆေးတွေဒါတွေသူတို့လိုအပ်တာတွေလူတွေကရောက်လာမဲ့သွေးတွေကတော့ပါလာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီသွေးလူရှင်တဲ့ညီကောင်မများလည်းဒီရန်ကုန်ဦးနေမော့ ဒီရန်ကုန်ဆုသားမကြီးကမမလေးဆိုလဲမန္တလေးရောက်လို့ရှင်လဲမန္တလေးပြည်သူစေယုံကြီးစကိုင်းဆိုလဲစကိုင်းပြည်သူစေယုံကြီးအဲ့လိုပါနော်ဒီနေပြီးတော့နေပြီးတော့စေယုံကြီးပေါ့အဲ့လိုဒီမှာတွားပြီးတော့တရင်ပုတ်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့သွေးလိုအပ်တဲ့စေယုံနေမှာဒါတိုင်းဝင်ပြီးတော့တရင်ပုတ်ပြီးတော့လုပ်လို့ရပါတယ်နောက်ပရိုက်တာအဖွဲတစ်ခုခုစုစည်းပြီးသွေးလူငယ်ဟာလေဒါလေးပို့စ်လေးတင်မေးစေကျင်ပါတယ်အဲ့ဒီမှာလာအောင်လူတန်းလို့ရပါတယ်ဆိုတဲ့နေရာတွေကိုချို့မီဒီယာတွေကနေပေါ်ပြပေးစေကျင်ပါတယ် လိုအပ်တယ်ကြီးပဲပြောနေလို့လူကျင်တဲ့သူတွေကဘာမှလူကမှန်းမသိတာကြီးကတော်တော်များပြီးတော့ပိုင်းစီကိုပြောလာတာလည်းရှိပါတယ်ဖုန်းဆက်ပြီးပြောလာတာလည်းရှိပါတယ်ပိုင်းတို့စုပေါင်းပြီးသွားကြရအောင်ဘာညာမျိုးလည်းပြောလာတာရှိပါတယ်အဲအဲ့တော့ကျွန်တော်ပြောချင်တာကမန္တလေးမှာဆိုလို့ရှိရင်သွေးလိုအပ်တယ်ဆိုလို့ကျရင်ဘယ်ဌာနကိုဆက်သွယ်ပါဘယ်ဌာနကိုဆက်သွယ်ပါဆိုမီဒီယာတွေအနေနဲ့လည်းဒါအဲ့မှာရောက်ရှိနေတဲ့မီဒီယာတွေအနေနဲ့လည်းပြောပြောစီခြင်းနဲ့မို့ကျွန်တော်ရဲ့ဆန္ဒအရာတစ်ခုကနော် မန္တလေးဆိုမန္တလေးပဲဆေးရုံကြီးပဲတွေးဌာနပဲနေရပါတော့တချို့ကြတော့လည်းမသိဘူးရန်ကုန်လာရင်လူတွေကြောက်မသိဘူးဗျာမန္တလေးမရောက်ဘူးတဲ့သူတွေကြောက်လည်းမသိဘူးအဲဒါမျိုးလေးတော့ရှိတယ်အဲအဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒါမှန်တဲ့စကားပြောတော့တော့ဘာမှတိတ်မသိဘူးဗျ။အဲကိုသွားမဲ့နေရာလောက်သွားပြီးပြီးပြန်လာတာညာဘက်ဆိုလို့ရှိရင်သွားလိုက်သွားတဲ့နေရာစီသွားပြီးဘေးဘက်ညာတော့မကြည့်မိဘူး။အဲအဲကားပေါ်မှာလည်းပြန်အိပ်ပြီးပြန်လာတာလို့သွားရကြသွားတာဒါမျိုးလေးရှိတော့တချို့နေရာကြီးမှာကြာကြာ တချို့ကနားမလည်ဘူးမသိဘူးရှိတယ်ချို့ကြတော့ Google လောက်ခောက်ပြီးတော့သွားတက်လာတတ်တာလေးရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါမီဒီယာတွေကနေမှာတည်းကလို့တွေးထာနာလာရောက်လူတန်းလို့ရတဲ့တွေးထာနာတွေကိုပေါ်ပြပေးစေခြင်းနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။တွေးလို့တဲ့တွေးလို့တဲ့ဆိုပြီးတော့ပြောနေမှာဗမာလူအမှန်မသိလို့ကျွန်တော်တို့တောက်ချောက်ပြောတဲ့လူကတပုံကြီးပဲရန်ကုန်မှာဆိုတော့တော်တော်များတဲ့အောက်စုလိုက်သွားကြမယ်သွားကြမယ်ဆိုတာကြီးပဲရှိကြပါတယ်။အဲ့တော့ဟိုကျွန်တော်နေနေရလဲဟိုတိတ်ပြီးတော့အမှန်တိုင်းပြောတာပါဗျာတိတ်ပြီးတော့အဲ့ အဆက်အသွယ်တွေကလည်းတိတ်မရှိဘူးဗျာနော်အဲ့အဲ့ဒီကြောင့်ကျွန်တော်ကကျွန်တော်ကကြော်လာတဲ့အတိုင်းမျိုးချစ်လို့လုပ်ပေးနေတာရှိတယ်ကျွန်တော်နဲ့တိတ်ပြီးတော့တိတ်ကြန်းခင်မင်းတဲ့သူကလည်းရှားပါပါတယ်ဗျာအဲ့အရာလေးအတွက်ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်အားနိုင်ချက်ဖြစ်မှာပါဗျာနော်အဲ့ဒါကျွန်တော်အခုပြောချက်တာကတကယ်ဒုက္ခရောက်သွားတဲ့နော်တကယ်ဟိုနေ့မှခုချိန်ထိကျွန်တော်တို့တိုက်တွေ ဖွင့်မရသေးတဲ့ခါကျတော့အထဲမှာပိတ်မိနေတဲ့ခလေးတန်းငယ်လူကြီးတွေမိဘကြီးကိုမှန်းမှန်းဒါရင်ထဲမှာကောင်းကျွန်တော်ပြောနေတာတကယ်ကျွန်တော်နှလုံးသားတွေတဆက်ဆက်တုံပါတယ်ဗျအဲ့ဒါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒါဝေကျွေးကံကြမ္မာလို့ပဲကျွန်တော်တို့သုံးသပ်ချင်ပါတယ်ဗျာနော်အဲ့ဘာဖြစ်လို့ဆိုဝိုင်းဝန်းကုညီကြပါကေစေကြပါလို့ပဲပြောချင်ပါတယ်အဲဒီချိန်ဒီကာလလေးမှာလည်းဒီနေရာအခုဖြစ်နေတဲ့ပြဿနာနေရာလေးကိုအခု ဒီငလေးရောမိသွားတဲ့နေရာလေးကိုအကျန်းဖက်တွေလှုပ်ဆောင်မှုတွေနဲ့မလှုပ်ဆောင်ကြဘူးကိုကိုလည်းဒါတိုက်တွန်းကြပါတယ်နှိုးဆော်ကြပါတယ်เนาะဒါကျွန်တော်ဆိုတကယ်ရင်ထဲမှာကောင်းဦးညာအားလုံးကျမ်းပါပါစေချမ်းသာပါစေเนาะ